ိုးရသည့်ကာလမှာပြည်သူတွေအနေနဲ့တရေပြုတ်လိုက်နာဆောင်ရွက်ရန်အတိပေးပန်ကြားခြင်းရေပေးရေကြီးခြင်းတရေပေးချက်ရလျင်ရေအစာအစာအရေးပေါ်သုံးပစ္စည်းတွေနဲ့အရေးကြီးစာရွက်စာတမ်းတွေကိုမိမိနဲ့အတူထားပါရေကြီးနေချိန်မှာပြည့်စက်ပစ္စည်းတွေကိုအသုံးမပြုဘဲခလုတ်တွေကိုပိတ်ထားပါ မိုးလေဝသတရင်တွေကိုကြည့်ရှုနားထောင်ပြီးအကြံပြုချက်တွေကိုလိုက်နာပါကမ်းပါပြိုတက်တာကြောင့်ရေချောင်းကမ်းပါအနည်းကိုသွာလာတာတွေကိုရှောင်ကျဉ်ရပါမယ်ရေထဲမှာရေကူးတာလမ်းလျှောက်တာတွေကိုရှောင်ကျဉ်ပါတရိစံတွေကိုခြေနောင်ထားကြမှာရှောင်ကျဉ်ရပါမယ် ရေကြီးမှုဘေးရန်ရဲ့ဖြစ်ပွားချိန်မှာသိရှိလိုက်နိုင်ရန်အချက်များမြန်မာနိုင်ငံမှာမုတ်တုံကာလဖြစ်တဲ့ဇွန်လကနေအောက်တိုဘာလအတွင်းအနောက်တောင်မုတ်တုံလေးအကောင်၍မိုးအဆက်မပြတ်ရွာသွန်းလာကြောင်းဖြစ်စေမှုန်တိုင်းများဝင်ရောက်ခြင်းနဲ့မှုန်တိုင်းအရှင်ကြောင်းဖြစ်စေနှစ်စဉ်မြည်ရည်ကြီးခြင်းတွေဖြစ်ပွားလေးရှိပါတယ်။မြကြီးများရဲ့မြပြားပိုင်းမှာ၃ရက်ခန့်ဝိုးတဲတန်စွာရွာသွန်းလာကြောင်းမြပြားပိုင်းမှာမြည်ရည်ကြီးပြီးအဆိုပါမြည်ရည်တွေဟာမြေအောက်ပိုင်းသို့တဖြည်းဖြည်းစီးဆင်းလာတာ ရဝကျုံမဒေတာတွေအထိပြန့်နှံ့ရေကြီးမှုတွေဖြစ်ပေါ်တတ်ပါတယ်။မိုးများလာကြောင်းမြေကြီးကြီးခြင်းနဲ့အတူမြေပြိုကမ်းမြိုခြင်းတရက်တစ်ပြက်ရေကြီးခြင်းနဲ့ရေလောင်ကန်တွေဆယ်တွေရဲ့ရေပိုလွှဲတွေကနေရေထုတ်လွတ်တာဆယ်ကျိုးပေါက်တာတို့ဖြစ်ပေါ်တတ်တာကြောင့်အထူးသတိပြုသင်ပါတယ်။ရေကြီးခြင်းကြောင့်ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်နိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့အောက်ပါအချက်တွေကို သတိပြုနိုင်ရန်အသိပေးအပ်ပါတယ်။ညီမကြီးခင်ကြိုတင်ပြင်ဆင်တဲ့တင်များပါကြီးညီကြီးတွေနဲ့ချောင်းကျဲအနီးမှာနေထိုင်သူတွေအနေနဲ့လေတွေစက်တက်ရင်းတွေကိုကြိုတင်ပြင်ဆင်ထားပါ73စီရည်နဲ့တက်ကဲဘောခွင်းနေနဲ့ကျိုးတွေကိုကြိုတင်စုဆောင်ထားပါ။ခါခွေး ရေနှိမ့်တဲ့နေရာတွေနဲ့ရေဝင်နိုင်တဲ့နေရာတွေမှာနေထိုင်သူတွေအနေနဲ့ရေလွှတ်ရနေရာတွေကိုကြိုတင်ရှောင်ရှားပါကားငယ်ရေထီး၍ပျက်စီးနိုင်တဲ့ပစ္စည်းတွေကိုရေလုံအောင်ထုတ်ပို့၍အထက်မြင့်တဲ့နေရာများသို့ကြောင်းရွှေ့ထားပါကာကြီးရေဝင်ရောက်မှုလျှော့ချနိုင်ရန်နေအိမ်ပဝန်းကျင်နဲ့ရေမြောင်းပိတ်ဆို့မှုတွေကို ရှင်းလင်းပြီးရေနှုတ်မြောင်းတွေတူဖော်တာ သဲအိတ်တွေဖို့တာတွေကိုစောင်ရွက်ထားပါငါအရေးပေါ်ပြောင်းရွှေ့ရဲ့လိုအပ်ပါကအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပူးပေါင်းစောင်ရွက်ပါစာလုံးလိုအပ်တဲ့စားနပ်ရိက္ခာချောင်းများတန်ရှင်းသောတောက်တုံးရေးစေဝါနဲ့ဒက်စားထုတ်တွေလက်နှိပ်တမီအာဝါဘန်အရေးကြီးစာရက်စာတန်တွေနဲ့ ၎င်းရေသုံးပစ္စည်းတွေကိုကြိုတင်ပြင်ဆင်ထားပါရေရဲ့ကြီးချိန်မှာသတိပြုရန်အချက်များကာကြီးပတ်ဝန်းကျင်အချိန်တွေကိုသတိပြုလေ့လာပါခါခွေအရေးပေါ်ရွှေ့ပြောင်းရမယ်ဆိုပါကရေကြော်နေတဲ့လမ်းတွေ ရေပြိုကျနေတဲ့နေရာတွေတပင်းဓာအားလိုက်တဲ့ဓာကျိုးတွေပြိုကျနေတဲ့နေရာတွေကို အရေးပြုရှောင်ရှားသွားလာပါနေရင်အတွင်းနိုင်လဲယုံရင်းနေတဲ့နေ့ရက်ဆက်မိကောင်းတွေနဲ့မိခလုတ်တွေကိုသတိပြုဂိုင်တွေပါနေအိမ်တွင်ရေဝင်ပါကနေ့ရက်ဆက်မိန်ခလုတ်နဲ့ gas အိုးများကိုပိတ်ထားပါဒါငယ်နှစ်ပေကန့်ရေစီးအားဟာရင်းတွေကိုပါမျောပါစေနိုင်တဲ့အတွက်ရေမြင့်တက်နေချိန်မှာအသုံးမပြုသင့်ပါကာကြီးရေစီးနဲ့အတူအစိတ်ရှိတဲ့မွေးတွေ ခြုံထက်တဲ့ပစ္စည်းတွေနဲ့အမိုက်တရိုက်တွေရောပါလာနိုင်တဲ့အတွက်ရေစီးတဲ့ဖြက်ကူးချိန်မှာအထူးသတိပြုပါငါရေတက်ချိန်မှာခလေးငယ်တွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုအထူးအလေးထားကာကွယ်စောင့်ရှောက်ပါခလေးငယ်တွေအနေနဲ့ရေထဲမှာစော့ကစားခြင်းမပြုလုပ်ရပါသာလုံးရေထဲမှာအညစ်အကြေးတွေရောနှောပါဝင်နေတဲ့အတွက်အဆိုပါရေကိုတောက်သုံးတာ ၎င်းနဲ့ထိတွေ့ထားတဲ့အစားအသောက်တွေကိုစားတာတွေကိုမပြုလုပ်ရပါဘူး။စာလိန်ရေကိုကြိုချဲ့ရတော့၎င်းရေတက်ဈေးခက်ရတော့၎င်းတောက်သုံးပါ။စာကွဲရရလူထုအတွင်အချင်းချင်းဂျိုင်းပင်ကိုယူပါ။